အားလုံးမင်္ဂလာပါကျွန်တော်ကတော့ budget travel guide ကမေရိုပဲဖြစ်ပါတယ်ခုဗီဒီယိုကထိုင်းနိုင်ငံဘန်ကောက်ကို14ရက် visa free နဲ့လာမယ်ဆိုရင်လေစိမ်းမှာပြဖို့ပါရီလိုအပ်ပါလေဘာတွေဘလို့ပြင်ဆင်လာခဲ့ရမလဲဆိုတော့ sharing လုပ်ညွှန်ပြသွားမယ့်ဗီဒီယိုပဲဖြစ်ပါတယ်14ရက် visa free နဲ့လာမယ့်သူတွေလိုအပ်တာတွေက passport pv flight ticket hotel booking show money အပြီးတော့ travel itinerary ပါတိထားရအောင်ပို့စင်ပေးပါဟဲ့ first ပထမဆုံးက PP passport ဖြည့်ရပါမယ်။ passport တန်းကအနည်းဆုံး6လနဲ့အထက်ကြံပိုလိုရတဲ့ဥပမာတရားပြောရရင်ဇန်နဝါရီလကနေဇွန်လအထိပဲကြံနေဆိုပါစို့6လရပောင်း182ရက်အထက်ကြံရမယ်လို့ဆိုလိုတာပါ။ second ဒုတိယက flight ticket flight ticket က since the date of the entry Thai immigration ကိုစာဝင်တဲ့ဒိတ်ကနေရပောင်း9ရက်အတွင်း flight ticket က fully pay ဖြတ်ပြီးသားဖြစ်ရပါမယ်။ third တတိယကတော့ hotel booking hotel booking ကတော့ itinerary ရာလည်းပဲမယ်ဆိုရင် itinerary မှာရှိတဲ့ hotel တွေအတိုင်း booked လုပ်ထားတာကိုပြရမှာပါ itinerary မပါရင်တော့ bangkok chiang mai pattaya အစားရှိတဲ့နေရာတွေမှာစာဝင်တဲ့ဒိတ်ကနေပြန်ထွက်မဲ့ဒိတ်တီ hotel တွေကို book လုပ်ထားတာကိုပြရမယ်လို့ဆိုလိုတာပါ food လေးချက်ကရှုံးမှန်းရှုံးမှန်းရအတွက်ကဒေါ်လာနဲ့ဆိုရင်ဒေါ်လာ900အနည်းဆုံးပါရမယ် ဘန်းနဲ့ဆိုရင်တော့ဘန်းနဲ့တောင်းပြဖို့လိုအပ်ပါတယ်။ကဲ၁၄ရက်နဲ့လာမဲ့သူတွေကဒီလေးချက်ကိုမဖြစ်မနေတည်ထားဖို့ပြင်ဆင်ထားဖို့လိုအပ်တယ်ဆိုတာကို sharing လုပ်ပေးရင်နောက်ထပ်နောက်ထပ်ဗီဒီယိုတွေ info တွေပြရဖို့ follow လုပ်ထားကြပါလို့အတည်ပြလိုက်ရပါတယ်။အားလုံးပဲ see you next video